မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်ကောင်စီကစစ်မှုထမ်းဖို့ခေါ်သွင်းထားတဲ့တင်တန်းစင်တပ်သားအစ်စ်တွေဟာတပ်တန်း၅နှစ်စစ်မှုထမ်းဖို့စာချုပ်မှာလက်မှတ်ရေးထိုးလိုက်ရပြီစစ်ကောင်စီရဲ့ပေါ်တင်လိန်လေတာကိုခံလိုက်ရတဲ့အပြင်တပ်သားတွေဟာရှေ့တန်းပုတ်ခံရတာတွေဖုံးတုံးခွင့်မရတာတွေမိဘနဲ့ဆက်သွယ်ခွင့်မရတာတွေကြုံနေရတယ်ဆိုပါတယ်ပြည်တွင်းမှာဘန်ကရက်နဲ့ငွေသက်ကန်သက်ထုတ်နေရမှုတွေကြောင့်ရွှေနဲ့ဒေါ်လာဝယ်တဲ့သူတွေထိုးတက်လာပြီး အရှိအမေရိကန်ဒေါ်လာကိုငွေကျပ်4800ကျော်နဲ့ကောက်ရွှေတစ်ချက်သားကို58ဘိန်းကျော်တဲ့အထိဈေးနှုန်းမြင့်တက်နေတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြပ်ဖက်စကောင်စီကစစ်မှုထမ်းဖို့အတင်းအကျပ်စစ်ထဲခေါ်သွင်းထားတဲ့တင်နန်းစင်တပ်သားအစ်စ်တွေဟာတတန်းငါးနှစ်စစ်မှုထမ်းဖို့စာချုပ်မှာလက်မှတ်ရေးထိုးလိုက်ရပြီစစ်ကောင်စီရဲ့ပေါ်တင်လိမ့်လဲဒါကိုခံလိုက်ရတဲ့အပြင်တပ်သားအစ်စ်တွေဟာရှေ့တန်းပို့ခန့်ရတာတွေ့ ဖုန်းသုံးခွင့်မရတာတွေမိဘနဲ့ဆက်သွယ်ခွင့်မရတာတွေကြုံနေရတယ်လို့တသားတစ်တွေရဲ့မိသားစုဝင်တွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။ရန်ကုန်တိုင်းတဲကူးမြို့နယ်ကနေစစ်မှုထမ်းအပတ်စဉ်တစ်ဆင်းသွားကြတဲ့တသားအစ်တွေကိုစစ်ကောင်စီကတတန်းနှစ်နှစ်တာတာဝန်ထမ်းဆောင်ရမယ်ဆိုပြီးခေါ်ယူတဲ့အချိန်ကပြောခဲ့ပေမဲ့လက်တွေ့မှာတော့တတန်း၅နှစ်တာဝန်ထမ်းဆောင်မှုအတင်းအကျပ်လက်မှတ်ရေးထိုးခိုင်းခံလိုက်ရတယ်လို့တသားတစ်တချို့ရဲ့မိဘတွေကပြောပါတယ်။ဒါအပြင်စစ်တပ်အတိုင်းဝိုင်းကိုယ်တိုင်ကလည်း စစ်ကောင်စီကစစ်မှုထမ်းရမယ့်လူငယ်တွေကိုတတန်း2နှစ်သာတာဝန်ထမ်းဆောင်ရမယ်ဆိုပြီးပြောဆိုခဲ့ပေမဲ့လက်တွေမှာတတအစ်တွေကိုတတန်း9နှစ်တာဝန်ထမ်းမှုလက်မှတ်ထိုးခိုင်းနေဆိုတာဟုတ်မှန်တဲ့အကြောင်းပြောဆိုထားကြပါတယ်။ဒင်းတိုင်းတိုင်းပလောက်မြို့မှာဆိုရင်အမတ်စနစ်တမ်းမြင့်လက်ကျင်ရေးကျောင်းမှာစစ်မှုထမ်းတတအစ်တွေကိုတတန်း9နှစ်တာဝန်ထမ်းဆောင်ဖို့ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ရဲကြော်ကြော်ဆိုတဲ့သူကိုယ်တိုင်ကအတင်းအကျပ်ဖိအားပေးပြီးတော့လက်မှတ်ထိုးခိုင်းခဲ့တာဖြစ်တယ်လို့ ညင်းဆန်တဲ့သူကိုဝိုင်းဝန်းထိုးကျိတ်ရိုက်နှက်ခိုင်းတဲ့အတွက်မဖြစ်မနေလက်မှတ်ထိုးပေးလိုက်ရတယ်လို့တသက်တူရဲ့အကိုဖြစ်တဲ့သူကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်။လက်ရှိမှာစစ်မှုထမ်းတသက်တွေအားလုံးသက်ဆိုင်ရာရှေ့တန်းအသီးသီးကိုအပုတ်ခံရပြီ။အဲဒီလိုရှေ့တန်းနေရာတွေမရောက်မချင်းဖုန်းသုံးခွင့်လည်းမရသလိုမိဘတွေနဲ့ဆက်သွယ်ခွင့်လည်းမရတဲ့အပြင်ရှေ့တန်းကနေထွက်ပြေးရင်အကုန်ပြတ်သက်ခံရမယ်ဆိုပြီးတော့ပါချိန်ချောက်ခံထားရတဲ့အကြောင်းကိုတားဖြစ်တဲ့သူကငိုပြီးဖုန်းခိုးဆက်လာတယ်လို့ ဘိမ့်မြုံနယ်မှာနေတဲ့တပ်သားတင်မိခင်တဦးကပြောထားပါတယ်လက်ရှိမှာအကြံဖက်စစ်ကောင်စီကစစ်မှုထမ်းမှုအတင်းကျပ်စစ်ထက်ခေါ်သွင်းထားတဲ့တပ်သားအစ်စ်တွေကိုစခေါ်တဲ့အချိန်ကနှစ်နှစ်သာတာဝန်ထမ်းရမယ်ဆိုပြီးပြောခဲ့ပေမဲ့လက်တွေ့မှာတော့၅နှစ်တာဝန်ထမ်းမှုတပ်သားအစ်စ်တွေကိုအတင်းအကျပ်လက်မှတ်ရေးထိုးခိုင်းတဲ့အတွက်စစ်ကောင်စီရဲ့ပေါ်တင်လိန်လေတာကိုခံလိုက်ရပြီးရှေ့တန်းစစ်မြေပြင်တွေကိုပါပို့ခံနေရတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ မန္တလေးတိုင်းကစင်ကူးမြို့နယ်မှာမန္တလေး PDF ရဲ့ထိုးစစ်တွေကြောင့်စင်ကူးမြို့နယ်ခြေရွာတော်တော်များများကပြူစော့တီတွေအကုန်ထွက်ပြေးနေကြပြီးတစ်ဖက်မှာလည်းအကြမ်းဖက်စစ်တပ်ကစင်ကူးမြို့နယ်မှာရှိတဲ့ခြေရွာတွေကိုနှစ်ရက်ဆက်လေးကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့စင်ကူးမြို့နယ်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်ရှိစင်ကူးမြို့နယ်အတွင်းမှာမန္တလေး PDF တပ်ဖွဲ့တွေကတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ရွှေပြည်ခြေရွာကပြူစော့တီညွန့်ဝေဥဆောင်တဲ့အဖွဲ့တွေက တောင်အင်းကျေးရွာကပြူစောတိလှမျိုးဥဆောင်တဲ့အဖွဲ့တွေ ਨੇ ရေတော်ကျေးရွာကပြူစောတိငနိုင်တစ်ဖက်ကန်းဥဆောင်တဲ့အဖွဲ့တွေဟာအကုန်လုံးထွက်ပြေးကုန်ကြပြီရွှေပြည်ကရဲတွေတောင်ထုံးကြီးကျေးရွာကစစ်တပ်စခန်းမှာပွားပေါင်းနေကြတယ်ဆိုပါတယ်ဒါအပြင်အဲ့ဒီထုံးကြီးကျေးရွာကပြူစောတိဥက္ကဋ္ဌကြော်ဆိုးဆိုတဲ့သူကလည်း PDF တပ်ဖွဲ့ရေးစီမအလံဖြူထောင်တော့မယ်ဆိုပြီးထွက်ပြေးသွားတဲ့အချိန်အချမ်းပစစ်တပ်ကဘိုးထက်လွင်အောင်ဥဆောင်တဲ့စစ်ကြောင်းကနေလိုက်လံဖမ်းဆီးမိသွားပြီးရိုက်နှက်ခံထားရတဲ့အပြင် စင်ဦးမြို့နယ်ကပြူစောတိတွေနဲ့နေစဉ်ဆိုသလိုထွက်ပြေးဓာတွေဖြစ်နေတယ်လို့စင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်တဖက်မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကဇူလိုင်လ10ရက်နေ့ဖြစ်တဲ့မနေ့ကရော့ဒီကနေ့မှာပါနှစ်ရက်ဇက်တိုက်စင်ဦးမြို့နယ်မှာရှိတဲ့တီလချေးရွာနဲ့ရွာစင်တော့ချေးရွာတွေကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာတွေလုပ်နေပြီပြည်သူတို့လည်းထိခိုက်မှုရှိထားတယ်လို့စင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာလည်း မြင်းမှုမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနဲ့အထိုင်စခန်းကိုတော်လန်ရေးတပ်တွေက drone စစ်စင်ရေးပါတုံးပြီးမြေပြင်ရောဝေဟင်ကပါတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားအယောက်20ဝန်းကျင်လောက်ဟာအသီးသီးတိတ်ကုန်ကြပြီးတော်တော်ကိုအထိနာသွားကြတယ်လို့မြို့မြို့နယ်ပကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဇလလရှိနေဖြစ်တဲ့မနေ့ကပဲမြို့မြို့နယ်ကဒုံမြမကျော်စီဆိုင်ကစစ်တပ်အထိုင်စခန်းနဲ့အဲဒီကနေခြေချင်းထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုပါ ဒေါ်လန်ရဲ့တပ်တွေက drone စစ်စင်ရေးပါအသုံးပြုပြီးမြေပြင်ရောဝေဟင်ကပါပစ်ခတ်တိုက်ခိုက်ချိန်မုံခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်သားအယောက်20ဝင်းကျင်လောက်ကတော့ drone ဘုံထိတဲ့ဒုနဲ့လက်နက်ကြီးထိတဲ့ဒုနဲ့လက်နက်ငယ်ပစ်ခတ်မှုတွေအတွင်းမှာပါအသေးသေးသေကုန်ကြပြီးစစ်ကူပါခေါ်လိုက်ရတဲ့အခြေအနေတွေနဲ့စစ်တပ်ဘက်ကတော်တော်ကိုအထိနာသွားကြတယ်လို့မြင်းမှုမြို့နယ်ပကဖားရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျတပတ်မှာလေ စကိုင်းနိုင်ငံ6ဦးမြို့ပေါ်မှာစိုင်ကယ်နဲ့ကင်းလှည့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးကိုတော်လှန်ရေးတပ်တွေကပြစ်ခတ်တိုက်ခိုက်ရမှာစစ်သားတဦးသေသွားတဲ့အပြင်တနတ်တလက်ကိုပါတိမ့်စီရရှိခဲ့တယ်လို့ချောင်း PD တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တိုက်ကိုပြောပါတယ်။ဇူလိုင်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲချောင်းမြို့ဘောလုံးကွင်းအနီးပတ်ဝန်းကျင်မှာစိုင်ကယ်တစီးနဲ့ကင်းလှည့်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးကိုတော်လှန်ရေးတပ်တွေကမြို့ပေါ်အထိတက်ဆောင်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ အဲ့ဒီမှာစစ်ကောင်စီတပ်သားတအုပ်ကတော့ပွဲချင်းပြီးကိုသွေသွားတဲ့အပြင်တနတ်တလက်ကိုပါသိမ့်စီရရှိခဲ့တယ်လို့ချောင်းပီဒီအက်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျာအခုတခါဒင်းသာရီတိုင်းဘက်မှာလေအချမ်းပတ်စကောင်စီရဲ့ရေဖြူမြို့မှာရဲစခန်းကရဲတပ်ချက်ကြီးတအုပ်ကို DNL တပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော်ကပြောထားပါလိမ့်ဇူလိုင်လ6ရက်နေ့ကပဲဒင်းသာရီတိုင်းမှာရှိတဲ့အချမ်းပတ်စစ်ကောင်စီရဲ့ရေဖြူမြို့မှာရဲစခန်းကရဲတပ်ချက်ကြီးတအုပ်ကို ရဲအုံဆောင်ပစ္စည်းတွေနဲ့အတူဒဝဲမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါလေလက်ရှိမှာတော့အဲဒီလိုအရှင်ဖမ်းဆီးရမိထားတဲ့ရဲတပ်ချက်ကြီးကို DNLA တပ်ဖွဲ့ကထိမ့်သိမ်းထားပြီးပြည်သူတွေအနေနဲ့လည်းလက်ရှိတနိုင်ငံလုံးအတိုင်းအတာနဲ့နေရာပေါင်းစုံမှာစစ်ရေးအရှိန်တွေမြင့်နေတဲ့အတွက်စစ်ရေးအသည့်တတိနဲ့တွာလာနေထိုင်ပေးကြဖို့ကိုလေဒဝဲမျိုးသားလွတ်မြောက်ရေးတပ်တော်ကအသိပေးပြောဆိုထားပါတယ်ခင်ဗျဒီတစ်ခါစီးပွားရေးတည်င်းပတ်မှာတော့ ပြည်တွင်းမှာဘဏ်ကရက်နဲ့ငွေသားကန့်သက်ထုတ်နေရမှုတွေကြောင့်ရွှေနဲ့ဒေါ်လာဝယ်တဲ့သူတွေထိုးတက်လာပြီးလက်ရှိအမေရိကန်ဒေါ်လာကိုငွေကျပ်4800ကျော်နဲ့အခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်58သိန်းကျော်တဲ့အထိဈေးနှုန်းမြင့်တက်နေတယ်လို့ရန်ကုန်ရွှေကုန်တယ်နဲ့ဒေါ်လာလက်ကြီးဒိုင်တဦးကပြောထားပါတယ်လက်ရှိပြည်တွင်းမှာစစ်ကောင်စီရဲ့ဗဟိုဘဏ်ကနေညွှန်ကြားထားတဲ့အတိုင်းပုဂ္ဂလိကဘဏ်တွေကငွေသားထုတ်ယူမှုတွေကိုကန့်သက်လိုက်တာတွေကြောင့်ပြည်သူတွေဟာနေ့စဉ်ဘဏ်တွေမှာငွေသားထုတ်ယူမှုတွေအလုံးကိုမြင့်တက်နေပြီး လက်ထက်မှာမြန်မာငွေကိုမထားကျင်ကြတော့ပဲရွှေနဲ့ဒေါ်လာတွေကိုသာလိုက်ဝယ်နေကြပြီဖြစ်တယ်လို့ရန်ကုန်မြို့နယ်ရွှေကုန်းတွေနဲ့ဒေါ်လာဝယ်ရောင်းလက်ကြီးတိုင်တူကပြောထားပါတယ်။လက်ရှိပုဂ္ဂလိကဘဏ်တွေကိုစစ်တပ်ကအရေးယူမဲ့ဆိုတဲ့ကြေညာချက်ကြောင့်ရောဘဏ်တွေမှာငွေထုတ်ယူတာတွေကိုကန့်သက်လိုက်တာတွေရောဖြစ်နေတဲ့ဘဏ်ကရက်တွေကြောင့်မြန်မာငွေလက်ထက်မှာရှိတဲ့သူတွေကကြက်ငွေကိုမကင်ထားရဲတော့ပဲရွှေနဲ့ဒေါ်လာတွေကိုသာဈေးကောင်းပေးပြီးတော့ကိုအလုံးရင်းနဲ့လိုက်ဝယ်နေကြတာဖြစ်တဲ့အတွက်ရွှေဈေးနဲ့ဒေါ်လာဈေးတွေဟာပြန်လဲမြင့်တက်လာတာဖြစ်တယ်လို့ ရန်ကုန်ရွှေကုန်းတဲ့တူကပြောထားပါတယ်လက်ရှိမှာတော့ပြည်တွင်းမှာခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်58သိန်း9ပေါင်တီဈေးပေါင်နေပြီဒေါ်လာဈေးဟာလည်းအမေရိကန်ဒေါ်လာကိုငွေကျပ်4.900ကျော်တဲ့အထိဈေးနှုန်းမြင့်တက်နေတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ